ဟန်စတာများ၏တမိုင်းကြောင်ဟန်စတာသည်တောင်အာရှနှင့်အနောက်အလယ်ပိုင်းအာရှဒေသများတွင်မူလနေထိုင်သည့်တာရဲများဖြစ်သည်ညီတို့သည်တက်တန်းတို့တော်လဲတရိဆန်ချစ်သူများကြားလူကြိုက်များသည့်အိမ်မွေးတရိဆန်တမျိုးဖြစ်လာခဲ့သည်ဟန်စတာများ၏မူလဟန်စတာသည်ရဒန်ချာတန်းကောင်မျိုးစဉ်တွင်ပါဝင်ပြီးခရစ်ဆက်တာတာရဲမျိုးမျိုးရင်းဝင်သည်တာမန်အားဖြင့်မြေရင်းတွင်တူးမြောင်းနေထိုင်ကြပြီး ညာချင်းတုံးတွင်အစားအစာရှာပွေကြသည်အာရှဥရောပမြောက်အာဖရိကဒေသများတွင်သဘာဝအတိုင်းတွေ့ရသည်နှင့်ပထမဆုံးဟန်စရာအိမ်မွေးတိရစ္ဆာန်များ1930ခုနှစ် Golden Hamster တံပီယာရောင်ဟန်ဆာရာကိုဆီးရီးယားတွင် Israel Horana ဆိုသူကဖမ်းဆီးခဲ့သည်အင်ဟန်စတာများကိုအခနှစ်အမေရိကန်တို့ပို့ဆောင်ခဲ့ပြီး ိမ်ငွေတရိတ်ဆန်အဖြစ်ပြန့်နှံ့လာခဲ့သည်1938ခုနှစ်တွင်မြန်ဆောင်မှ ပထမဆုံးဟန်းစာများကိုရရှိခဲ့ပြီးစတင်မွေးမြူခဲ့သည်3ဟန်းစာရာမျိုးစိတ်များယနေ့ခေတ်တွင် လူကြိုက်များသောဟမ်စတာ5မျိုးအဓိကရှိသည် Syrian hamster Golden hamster အကြီးဆုံးမျိုးစိတ်ဖြစ်ပြီး6-9လပိုင်းအသက်ရှင်နိုင်သည်တကူရဲနေထိုင်ရန်တင့်တော်သည် Dwarf hamsters Tonkamidazu Campbell's dwarf hamster Winter white dwarf hamster Roborski hamster အလွန်သေးငယ်ပြီးအမြန်ဆုံးသွားနိုင်သည် Chinese hamster အလျားစက်နှင့်73စင်တီမီတာရှိပြီးမြားလေးကဲ့သို့အမီးသေးရှိသည်၄ဟမ်စတာများ၏တက်တန်းနှင့်အသွင်ပြင်တက်တန်းနှင့်၃နှစ်ခန့်သာအသက်ရှင်နိုင်သည်အလေးချိန်100 200ဂရမ်ခန့်အယောင်ရွှေမီးခိုးအဖြူ အနက်ဆသောအယောင်မျိုးစုံရှိသည်ငါဟန်းစာများ၏အမူအကျင့်ညဘက်အနက်တန်းနောက်ရှင်တော်များသောအားဖြင့်ညနေပိုင်းတွင်ပုံမိုလှုပ်ရှားကြသည်တူလောင်မှုဖူထော်ဒင်းဟန်းစာများသည် အစာကိုပစက်အတွင်းသို့ထား၍တူလောင်ကြသည်ကစ်ပယ်မှု solitary nature syrian hamsters များသည်တကိုယ်ရဲနေထိုင်ရန်တင့်တော်သည်6ယနေ့ခေတ်ဟန်းစာများ၏လူကြိုက်များမှုတရိတ်ဆန်ချစ်သူများကြားလူကြိုက်များလာခြင်း ရင်းစရာကင်းပြီးစောင်းလျှောက်ရလွယ်ကူသောတရိဆန်တစ်မျိုးဖြစ်သည်။ကလေးများနှင့်အိမ်မွေးတရိဆန်ပျော်ရွှင်မှုများအတွက်လွယ်ကူသည်။ဟန်းစာသေးဆုံးမှုအခက်ခဲ၊လျှက်စစ်ကြိုးများကိုကိုက်ချစ်နိုင်ခြင်း၊အခန်းအေးလွန်းလင်ဖြားနိုင်ခြင်း၊နောက်ဆုံးချုပ်မီဟန်းစာများသည်မူလအားဖြင့်အာရှနှင့်ဥရောပဒေသမှစတင်လာခဲ့ပြီး1930ခုနှစ်တွင်လူအတိုင်းဝိုင်းသို့ဝင်လာခဲ့သည် Syrian hamster, dwarf hamster ရောကလူကြိုက်များသောအိမ်မွေးဟန်းစရာများဖြစ်သည် အသက်ရှင်နိုင်ခြင်းတို့တော်လဲဟန်းစာများသည်တူညီသောမျိုးရင်းဝင်ငွေရွှဲများထက်ပုံမှုချစ်စရာကောင်းပြီးအိမ်မွေးတိရစ္ဆာန်အဖြစ်လူကြိုက်များလာသည်